ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေကကျမတို့ရဲ့ချမ်းသာပြီးတော့အဆင်သင့်ရှိတဲ့အရင်အစားစာတွေကိုစားဖို့တော့မတန်ဘူးဘာလို့ဒီလိုမျိုးယူမှတ်ပြီးတော့အိပ်ပယ်မရှိရဘူးလို့လုပ်နေရတာလဲဒါနောက်ဆုံးပြောရရင်တော့အမေဒီကနေထွက်သွားလိုက်တော့ငမားတာကိုဝန်ခံပါတယ် ဒါပေမဲ့ဘာလို့ငါ့ကိုဒီလိုမျိုးလုပ်နေကြတာလဲကြည်စမ်းပါဦးငါလည်းနာကျင်နေရပဲလေအဲ့တော့ဘာလုပ်ပေးရမလဲဘာပဲဖြစ်ဖြစ်ကျမကတော့အမေကိုဒီမှာဆက်နေခွင့်မပေးနိုင်တော့ဘူးကျမရဲ့ကုန်သိခါကိုပါထိခိုက်နေပြီလေအခုထွက်သွားလိုက်ပါတော့ဒီလိုနဲ့တနားစီယာဒေါဖြူကချမ်းသာတွေတမိအင်းကနေထုတ်ပိုးတွေသေးပြီးထွက်လာရတော့တာပေါ့ကွယ်ခဏလောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့သူကတပင်ကြီးအောင်မှထိုင်ချလိုက်ပါတဲ့ဒေါဖြူကတော့ဒီလိုတွေးနေတော့တာပေါ့ဘာလို့များငါတမိကငါ့ကိုဒီလိုလုပ်ရတာလဲ ငါခုဘေးကိုမြတ်တော့ရပါမလဲ။တနာစီရောက်ကောင်းနေဒေါဖြူဒီလိုဖြစ်ရတာကဘာကြောင့်လဲဆိုတော့ဟိုးအစကနေပြန်ကြည့်လိုက်ကြရအောင်။တနာစီရောက်ဒေါဖြူကမိဘလေးပြီးမှမုံနေလုံနေခဲ့ပါသတည်း။ခင်းကျင်သည့်တွေလှီကျက်သွန်းတွေလှီကသူသမီးနှစ်ယောက်စားဖို့အတွက်မုံတွေလုံနေတော့တာပေါ့ကွယ်။သမီးတို့စားကြနော်။ဗိုက်စာနေကြပြီမလား။အဲ့ဒါထက်ဆိုးတာကတော့ပူနေရမင်းနော်။အမေလည်းပူနေပြီ။နေရောသမီးတို့စားကြအမေရက်ခတ်ပြီးမင်း။ မေရဲ့တမီးရောမပူနေပါနဲ့မိကိုအမေလည်းပြန်ကြည့်အောင်မိဖို့ဘေးမှာမုန်းလို့ထားတော့နှစ်ဖူးကနေချွေးရီလည်းစီးကြနေပြီလာအမေလည်းတူတူစားအဲ့လိုပြောပြီးမယူကသူ့အမေအတွက်လည်းမုတ်ထည်သေးကချွေးရီတုပ်လိုက်ပြီးဘေးကနေရက်ခတ်ပြေးနေခဲ့ပါတည်းဒီချိန်မှာမက်နီကတော့ထမင်းမကန်တွေကိုတွန်းထုတ်လိုက်ပြီးပြောခဲ့ပါတည်းထော်ပြီးဒီလိုရတာမရှိတဲ့အစားအစာတွေကိုကျမမစားနိုင်ဘူးတဘာရီလည်းမေးခောက်ဆွဲလည်းမပါဘူးဟင်းသီးဟင်းရလည်းမပါဘူးခရမ်းကျင်သည်ကျွတ်တုန်ငရုတ်သီးတွေကိုလီးပြီးတော့ မုံနဲ့ဒီတိုင်းစားဖို့ပေးနေရလားဒါအစားစာရောဟုတ်ရဲ့လားတခါတလေလေးတော့ကောင်းကောင်းမွန်မွန်လေးချက်ကျွေးပါအောင်လားဒီလိုမျိုးစားမကောင်းရတာမရှိရဲ့ဟာရီမဟုတ်ပဲနဲ့လေဒီလိုမျိုးစားစာတွေကျွေးဖို့အတွက်နဲ့များဘာလို့ပတ်သက်နေဖြုံးနေရလဲနားအောင်မလဲဦးတော်တော်မှအမေကိုဒီလိုမျိုးမပြောသင့်ဘူးလေအမေကငါတို့အတွက်ဘာရီလုပ်ခဲ့လဲဆိုတာအမလည်းကောင်းကောင်းသိပါတယ်အဖေဆုံးမိကလေးကကလေးဘွားကနေဒီနေ့ထိအမေကငါတို့ကိုရှာဖွေကျွေးမွေးခဲ့တာသူများ့မှာပုဂံနေစီးပြီးတော့ပြီးခဲ့တဲ့နေ့မှာအမအတွက်နာရီအစ်စ်ကိုဝယ်ပေးခဲ့ရလေ ဝင်းနီမှလည်းအဝတ်အစားတွေဝယ်ပြီးခဲ့သေးတယ်။ဒါပေမဲ့အမေသူ့အတွက်သူတော့နှစ်ပေါင်းများစွာကြာစာရီတထိပ်ဖနက်တရံနာမှာမဝယ်ခဲ့ဘူး။ငါကညင်းရဲ့နာမှာပဲအမေကငါ့ကိုအဝတ်အစားနှစ်စုံဝယ်ပြီးသေးတယ်။ဒီလိုအစားအစာကိုခဏလောက်စားရတာဘာရများရေးကြည့်နေလို့လဲမယိဘလို့ဒီပင်ရှိတဲ့စကားတွေကိုပြောနေရလဲတော်လိုက်တော့အဲ့ဒါနဲ့ပဲအကောင်းဆုံးဖြစ်သွားအောင်လားဒီမှာအမေလုပ်ခဲ့တာတွေအကုန်လုံးကမိခင်နဲ့သူ့ခလေးတွေအတွက်လုပ်ပေးရပဲလေသူကဘာရီများထူးထူးခြားခြားလုပ်ပေးခဲ့လို့လဲအမလည်းတူတူပဲလေ မက်နီပြောတာမှန်နေ။ तू ပြောတာလည်းမမှားပါဘူး။ငါကမင်းတို့ကိုမုံချောက်တီကျွေးနေတာရောဟင်းဒီဟင်းရဲ့အစုံလေးနဲ့ထက်ထားရင်ဟင်းကိုလုတ်ခဲ့တာရောနှစ်လလောက်ရှိပြီမလား။နင်ကြလား။ဘလို့လူတယောက်ကဒီလိုချောက်ကပ်ပြီးတော့ရတာမရှိအောင်အကြိုက်စားနိုင်ပါလေလေ။အဲ့ဒါအပြင်လေအပူတွေကလည်းတိမ်မလို့ခံစားနေရသေးရဲ့။ငါတို့မှာပန်ကလည်းမရှိဘူး။အဲကိုဆိုဝေးရော။တော်ပြီ။ငါငါတငယ်ချင်းအိမ်ကိုပဲသွားတော့မယ်။အဲ့ဒီမှာဆိုရင်အဲကိုလေးအောက်မှာအေးအေးဆေးထိုင်ပြီးတော့ပီဇာရုဘာဂါရုစားနေလိုက်ရုံပဲ။ ဒီလိုနဲ့မန်နီကအဲ့လိုပြောလိုက်ပြီးတော့သူငယ်ချင်းအိမ်ကိုသွားကအေဂွန်အောက်မှာထိုင်ပြီးပီဇာနဲ့ဘာဂါကိုပျော်ရွှင်စွာနဲ့စားတော့နေတာပေါ့ကွယ်။တစ်ဖက်မှာတော့မန်ယူကသူ့အမေကိုရက်ခတ်ပေးနေပြီးစားဖို့အတွက်လှုပ်ပြီးနေတော့တာပေါ့။အမေရဲ့မငိုပါနဲ့အမပြောတာကိုအမေစိတ်မကောင်းဖြစ်နေမှာတော့သိပါရဲ့။ငါကလည်းအခုချိန်ထိကိုသမီးကိုတရားလေးတောင်မှမပေးနိုင်ခဲ့ဘူးလေ။မနေ့ပြန်ဆက်ပြီးတော့တရားစူးစမ်းပါမယ်။အလုံးနှစ်ခုသုံးခုလောက်လည်းလုပ်လိုက်မယ်။ မလုပ်ပါနဲ့အမေရဲ့အမေကိုသူများစီမှာလုံမလုပ်စီခြင်းမအောင်အဲ့လိုလည်းမဆိုးသေးပါဘူးအမေရဲ့အမရဲ့တငယ်ချင်းတွေကချမ်းသာတော့သူလည်းသူတို့ရဲ့စကားပြောပုံတွေလို့ဖြစ်သွားတာပဲနေမှာပါထားလိုက်ပါတော့အမေရဲ့စားလိုက်တော့နော်တမီးအမေတို့အရစ်ကျနဲ့ရေခဲတက်တာဝဲတင်လိုက်ရင်ဝဲပါနဲ့အမေရဲ့လူငယ်ရလာမှအမတောင်းဆိုရလို့စပွဲတွေပန်ကလေးဝဲခဲ့တည်ရဲ့လေအခုသူဆန္နာတိုင်းရေခဲတက်တာဝဲပေးရအောင်မလားမလိုအပ်ပါဘူး ဒီလိုနဲ့သူတို့နှစ်ယောက်စားတောက်ပြီးခဏကြာမှအိနီနာချင်းဒိုတီရောက်လာခဲ့ပါတည်းဒီချိန်မှာပဲမန်နီကလည်းအင်ကိုပြန်ရောက်နေပြီးပန်ကာလေးရှိမှထိုင်နေတော့တာပေါ့ကွယ်လီလီနည်းနည်းရတာပဲကျေးဇူးတင်အောင်မေနင်တို့တွေအိမ်မှာရှိရာတော်သေးတယ်ငါနဲ့သမီးအကြီးအတွက်လက်ထပ်ဖို့လာပြောရလေပိုဘက်ရွာဒေါ်မီလေးသူ့သားလေးကိုနှစ်သမီးအကြီးနဲ့လက်ထပ်ပေးခြင်းနေရာသူတို့ကဘာမှမလိုချင်ဘူးတဲ့ဘာလက်ဆောင်မှလည်းမလိုဘူးတဲ့လေညဆောင်အလုံးလုပ်တဲ့ကောင်လေးရလေအိုးမတည်ရဲ့ ရှင်ဒီလိုလေးလာပြောပြရကောင်းလိုက်တာကျမလည်းအဲ့ဒီကိစ္စကိုစိတ်ပူနေရအမေအခုကျမညဆောင်နဲ့လက်ထပ်ပြီးတော့စီးရတဲ့မိသားစုသွားမယ်လို့တော့မထင်နိုင်နဲ့နော်ကျမကဇင်ခံဘဝနဲ့နေနေတာဒီလိုမဟုတ်ပဲနဲ့မုံချောက်တွေစားပြီးတော့အပူထဲမှာတည်ကျင်းနေတာမဟုတ်ဘူးဒီလိုမျိုးလက်ထပ်ပွဲကိုဘယ်တော့မှလည်းမလုပ်ဘူးဒါပေမဲ့အန်ဒီကျမအတွက်တို့သားရှာပေးချင်ရင်တော့ချမ်းသာတဲ့မိသားစုကောင်လေးကိုရှာလာခဲ့လိုက်လေမဟုတ်ရင်တော့မလိုအပ်ဘူးအေးပါကွယ်ဒါပေမဲ့ဒီကောင်လေးကလည်းကောင်းပါရဲ့အေးပါ ။ဒါဆိုဒီကောင်လေးကိုငါသမီးငယ်မယူနဲ့ပဲလက်ထပ်ပေးလိုက်တော့မယ်။ဒါပေမဲ့ငါသမီးနှစ်ယောက်စလုံးကိုမန်တက်တစ်ခုထဲမှာပဲလက်ထပ်ပေးချင်တော့အဲ့ဒီအထိသူတို့ဆောင်ခိုင်းလိုက်ပါအောင်လာရင်ဟုတ်ပါပြီ။ဒီလိုနဲ့ရန်နှင်းငယ်ကြမှာတော့မန်နီအတွက်လေးချမ်းသာတဲ့မိသားစုကကောင်လေးတစ်ယောက်ကို တွေ့ခဲ့ပါတဲ့။တွေ့ပြီးတာနဲ့ဒေါ်ဖြူဖြစ်စေခြင်းတလို့ပဲသမီးနှစ်ယောက်လုံးကိုမန်တက်တစ်ခုထဲမှာပဲလက်ထပ်ပေးလိုက်တော့တာပေါ့။ တမိတယောက်ကချမ်းသာတဲ့ရောက်ခမိုင်ကိုသွားပြီးနောက်ထပ်တမိတယောက်ကဆင်းရဲတဲ့ရောက်ခမိုင်ကိုသွားရတာပေါ့ကွယ်။တပတ်မှာတော့မယူကိုသူ့ရောက်ခမက စပေပန်းတွေနဲ့ကျူစုခဲ့ပါတည်းတမိမယူအရင်နေကျူစုပါရဲ့နော်။နေလို့ရောအဆင်ပြေရဲ့လား။အမေကျမကလည်းကျင်ကားပွင့်ဟိုတယ်လိုမျိုးနေရာမျိုးကလာရမှာမဟုတ်တာ မနေနိုင်ကြလား။ဒါကျမရင်လိုပါပဲ။အမေစိတ်မပူပါနဲ့။ဒီလိုနဲ့မယူကရေပိုင်းအတွင်းမှာပဲရောက်ခမအိမ်နဲ့ညီသားကြသွားခဲ့ပါတည်း။ ဒါပေမဲ့အပူချိန်ကအရင်ပြင်းထန်တာကြောင့်ညဘက်တွေမှာတော့အိပ်ဖို့အတွက်ခက်ခဲခဲ့ပါတယ်။ချင်းတွေလည်းအတော်လေးကန့်ခဲ့ပါတည်း။နေဘက်တွေမှာဆိုရင်လည်းမိဖို့ကမိခိုးတွေကမျက်လုံးနဲ့ဝင်ပြီးချက်ပြုတ်တဲ့အခါမှလည်းချွေးတွေကစီးကျလို့တယ်ကွယ်။အရင်ပူနေရတဲ့တူတယ်။မုန့်တွေအများကြီးလှုပ်ထားပါပဲ။ခဏလောက်ပန်ကောင်းမှသွားထိုင်လိုက်လို့လေအမေထမင်းချက်လိုက်မယ်။ရပါရဲ့မေရဲ့။သူလည်းမကြခင်ရောက်လာတော့မှပဲလေ။ထမင်းစားပြီးမှပဲနားတော့မယ်။သူ့မှာတညလုံးညဆောင်လုပ်ကိုလုပ်ရရလေ။ ပြုလို့ရှင်သူကလည်းပြန်သွားရအောင်ပါကျမလုံးလိုက်ပါမယ်ဖျားသခင်ဟာဒီလိုနားလေတဲ့တဲ့ချွေးမောင်မလူတိုင်းအောင်ပြီးပါစေတဖက်မှာတော့ချမ်းသာတွေချွေးမလေးကသူ့ရဲ့ချမ်းသာတွေရောက်ခမကြီးမှာအဲကွန်းရဲ့အေးမြတဲ့လေးနဲ့ပျော်ပျော်ကြီးနေနေတော့တာပေါ့ကွယ်သူဟာအိမ်မှာဘာအလုပ်မှလည်းမလုပ်ပါဘူးတယ်အေးစိမ့်နဲ့ရေခဲမုံတွေစားလိုက်ထမင်းကောင်းဟင်းကောင်းတွေစားလိုက်ဖြိုရီရီတောက်လိုက်နေပြီနေနေတော့တာပေါ့ကွယ်တဖက်မှာတော့ဒေါ်ဖြူကအိမ်မှာတယောက်ထဲကျန်းခဲ့တော့ ပြင်းနာနဲ့မန်နီကိုဖုံးဆက်ခဲ့ပါတည်းတမိမန်နီနေကောင်းလားလက်ထပ်ပြရလဲကြပြီအိမ်ကိုတစ်ခေါက်လီတော့မလာဘူးကွယ်တကယ်လီတော့လာပါအောင်လားအမေစီလာလေအောင်လေတမိကဒီချမ်းသာရဲ့အိမ်မှာဘလောက်ပျော်နေမလဲမေးသိပါရဲ့ဘလို့စင်းရတဲ့မိအိမ်ကိုပြန်လာရမှာလဲအရန်ပူပြီးတော့ဘာမှလဲစားကြရမရှိဘူးမုံချောက်ပဲစားနေရလေတွေ့ကြလို့ရှိရင်တော့အမေလာခိုက်လိုက်ပေါ့ခေကောင်းကောင်းနေလာစားလေအိမ်ကိုလဲလာကြည့်အောင်ပေါ့အေးပါတမိရဲ့ နောက်နေ့မှာဆင်းရဲတဲ့ဒေါ်ဖြူကအဝေးစားနှစုံကိုအထုပ်လေးနဲ့ထည့်ပြီးတည်တည်ဝလံတချို့နဲ့ပစံနေနေကိုယူကသူ့ရဲ့ချမ်းသာတဲ့သမီးရဲ့ရောက်ကမရင်ကိုတွားခဲ့ပါတဲ့။လမ်းလျှောက်လာတာကြောင့်သူ့ခြေထောက်ထဲမှာရှုံတွေအများကြီးလေးပေနေတော့တာပေါ့ကွယ်။အဲဒါကြောင့်သူ့ကိုအိမ်နေတန်းမဝင်ခိုင်းမိခြေထောက်တွေကိုစီးကျော်ပြီးမှအိမ်နေခေါ်ပြီးသူ့ခန်းလေးကိုတွားခဲ့ပါတဲ့။အမေလာကကောင်းတယ်။ဒီမကြီးဒီမရင်ကလှရဲမလား။ဒီလိုလာလေးထမင်းနေပြင်းသားပေးရင် ဒါပေမဲ့အမေကတော့ကျမ်းမြင်မှာထိုင်စားပြီးတော့စားရမယ်နော်။ဒေါ်ဖြူကသူသမီးပြောတာတွေကြောင့်စိတ်မကောင်းဖြစ်သွားတာပေါ့ကွယ်။စပွဲပေါ်မှာလည်းစားစရာတွေအများကြီးပြင်ထားခဲ့ပါတည်း။ပူရီချာပါတီတန်ပေါက်အစုံမေးပေါ့ကွယ်။ဒါပေမဲ့အဲ့ဒါတွေကိုဇွန်းနဲ့စားမယ်ဆိုသူကလက်နေပဲစားလိုက်ပါတည်း။ဒါပါလဲမေ။ဘာလို့ဒရိစံလိုမျိုးစားနေရလဲ။ကျမရဲ့ခင်မုန်းနဲ့ရောက်ခမမရှိရပဲတော်သေးရဲ့။အမေကျမကိုလာပြီးတော့စော်ကားလား။မြင်မြလက်စည်းလိုက်။ မေမသိလို့ပါသမီးရဲ့လက်စေးပြီတော့ပြန်လာခဲ့မယ်နော်ဒေါဖြူကလက်စေးပို့သွားနေတော့မှသူချရောက်ကကြွေပြောင်းပေါ်မှာနည်းနည်းချုပ်သွားခဲ့ပါတဲ့ဒါကြောင့်သူရဲ့ညက်ပတ်တဲ့လက်တွေကမန်နီရဲ့ဈေးကြီးတဲ့စာရီကိုထိသွားတာကြောင့်မန်နီကဒေါသတကြီးနဲ့ဒေါဖြူကိုတွန်းထုတ်လိုက်တော့တာပေါ့ဒေါဖြူလည်းခေါင်းမှာဂျင်ဟန်ရသွားပြီးမန်နီကတော့ဂေးမဆိုင်ပဲအင်းကနေနှင်းထုတ်လိုက်ပါတဲ့အမေကအစခဲရမုတ်ချုပ်တွေကိုပဲစားလာတာဆိုတော့ဒီလိုမျိုးရင်းနဲ့ဘယ်တမ်းမလဲသွားတော့မေထွက်သွားလိုက်တော့ ငါသမီးကငါ့ကိုသူ့ရောက်မှအိမ်ကိုခေါ်ပြီးတော့ဒီလိုဆက်ဆက်မဲလို့မထင်တော့ဘူးလေးစားမှုလည်းမရှိတော့ပါလားငါကောင်းအတန်ရအောင်မှသူ့ကခရီးမဆိုင်ဘူးငါဘေကိုသွားရမှာလဲမယူအိမ်ရလဲအဝေးကြီးပဲငါသွားရမှာလားသူ့ရောငါပြောပြရမှာလားဒေါ်ဖြူကသူ့စာရင်းနဲ့သွေးတွေကိုတုတ်လိုက်ပါတော့တဲ့ပြီးတော့နေဖះเจ้าတို့ခုမှလက်စီပြီးနေပူကြီးတိုင်းမှာပဲသူ့သမီးငယ်အိမ်ကိုသွားခဲ့ပါတဲ့ မယူကတော့အိမ်မှာယောက်ျားအတွက်စားဖို့ပြင်ပေးနေတော့ဒေါပြုကိုမြင်တော့ထလာခဲ့ပါတည်းအကိုကြီးကျမအမေလာတယ်ကျမတို့အမေကိုအရင်ကျွေးပြမှာပဲစားကြရအောင်လေအေးကွာအဲ့လိုလုပ်ရမယ်လေလာမေထိုင်ပါဦးမြအမေလာတာနောက်တောင်ကြနေပြီနေကောင်းရဲ့လာမေဘာဖြစ်လို့လဲအမေသမီးကိုတတိယလို့ပါကွယ်မနီစီကိုလည်းတွားခဲ့ပြီးပြီ ဟုတ်မေလာလေးသမီးစားရအောင် အကောင်းစားတွေတော့မရှိပေမဲ့အိမ်အတွက်အဆင်ပြေဖို့ဒီမုတ်ချုပ်တွေပဲစားနေရတာလေခုတော့ဒါလေးကိုစားလိုက်ပါအောင်နော်မနေ့မှပဲတမိတတိချာချာချက်ကြွေးတော့မယ်မဲယူရဲ့ငါလေးနေနှုတ်နှစ်ယောက်ကိုမုတ်ချုပ်နေကြွေးပြီးတော့ပြုစုလာရတာလေငါမစားနိုင်ကြရလားဒီလိုနဲ့ဒေါ်ဖြူကခြေလက်တန့်စင်ပြီးစင်းရတဲ့တမိအိမ်မှာမုတ်ချုပ်တွေကိုစားနေခဲ့ပါတည်းသူ့တမိလေးကရက်တောင်နဲ့ရက်ခတ်ပြီးနေတော့မှပဲသူ့နှစ်ဖူးကနေသွေးတွေဟာချွေးတွေနဲ့အတူ စီးကြလာတော့တာပေါ့ တောင်ကိုမြင်လိုက်ရတဲ့မက်ယူလေးလန်သွားခဲ့ပါတဲ့။ဒေါဖီမျက်လုံးပါလေးချက်ချင်းမျက်ရည်တွေပြေရှမ်းလာတော့တာပေါ့ကွယ်။အမေအမေဒီတန်ရဘလို့ဖြစ်တာလဲ။ဘာစည်းမှလည်းမထည့်ထားအောင်တော့ဘာလို့သမီးကိုမပြောရလဲ။နာနေသေးလားယင်။အမအိမ်ကိုသွားပြီးတော့အပြင်မှာငိုနေရဆိုတော့အမအလုပ်လိုက်လို့လား။ဘာပြောရမှန်းတော့မသိတော့ပါဘူးသမီးရဲ့။ဒီနေ့သူ့စီမှာအများကြီးဖြစ်ခဲ့တာ။ तू ကလေအမေကိုမလေးမဆလုပ်ပြီးတော့စော့ကားခဲ့တယ်။သူ့မှာပတ်စံရှိတာကိုမောက်မာနေတာ။ ဒါပေမဲ့တမီးကတော့ငါ့တမီးစစ်ပါပဲ။တမီးရင်မှာငါလေးစားခံရတယ်။ပြီးတော့ဒီမုတ်ချောက်နှစ်ခုကငါ့အတွက်လုံလောက်ပါတယ်။အမေရဲ့တမီးသိပါတယ်။ဒီနေ့လည်းအမအမေကိုစိတ်ဆင်းရအောင်လုပ်ပြန်မိနေတူပဲ။အမတို့စီကိုမိသွားစရာမလိုတော့ပါဘူး။တမီးအမေအတွက်အမြဲတမ်းရှိရဲ့လေ။ဒီလိုပြောပြီးမယ်ယူကသူ့အမေရဲ့တန်းရာကိုစေးရီလိမ့်ပြီးသူ့လက်နဲ့မုတ်ခွန်ကျွေးခဲ့ပါတဲ့။ဒေါပြူလိန်တက်တာသွားတော်တာပေါ့ကွယ်။ ဒီလိုနဲ့ဆင်းရဲတဲ့သမီးလေးဟာသူ့အမေကိုမုန်းချောက်တွေကျွေးရပါမယ်လေးလေးဆန်းဆန်းပြုစုစောင့်ရှောက်ခဲ့ပါတဲ့။ဒါပေမဲ့ချမ်းသာတဲ့သမီးကြီးကတော့သူ့အမေကိုအကောင်းစားတွေကျွေးပေမဲ့လည်းစော်ကားပြီးအိမ်ကနေနှင်ထုတ်လိုက်ကြတာပေါ့။ဆင်းရဲရဲ့ချမ်းသာတာစိတ်ထားကသာအရေးကြီးဆုံးဆိုတာထင်ထင်ရှားရှားသိရတော့တာပေါ့ကွယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။